လည်းပဲအကြောင်းရှိတယ်။အိမ်မဲမဲ့ချင်းရဲ့အကြောင်း၄မျိုးလို့ဒီပါဠိစာပေကျမ်းဂန်မှာဆိုထားတယ်။အိမ်မဲမဲ့ပြီးဆိုတဲ့အခါမှာဘာကြောင့်မက်တတ်တယ်လဲ။နံပါတ်၁အကြောင်းကတော့ကျမ်းမာတဲ့ကျမ်းမာရေးအခြေအနေကြောင့်မက်တာ။လူရဲ့ကျမ်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့မက်တယ်။ အဲ့ဒါကိုပါဠိစကားလုံးနဲ့ပြောရင်ဓာတုခောဘလို့ခေါ်တယ်ဓာတုခောဘဓာတုဆိုတာဓာတိလေးပါပထဝီယောတိသောဝါယောဆိုဓာတိလေးပါအဲ့ဒီဓာတိလေးပါဟာမငြိမ်မမျှဖြစ်ပြီးမငြိမ်မသက်ဖြစ်လှုပ်ရှားလာတဲ့အချိန်အခါမျိုးမှာစိတ်ခံစားမှုတွေပေါ်လာတတ်တယ်တဲ့အိပ်ပျော်နေရင်စိတ်ခံစားမှုတွေပေါ်လာတယ်ဇမ္မာယေအချိန်ရ ဥပမာပဲပထဝီဓာတ်ဒီများပြီးတော့ခန္ဓာကိုယ်ကတောင့်တင်းနေတဲ့အခါမျိုးရှိတယ်။အာဘောဓာတ်ဒီများပြီးတော့ခန္ဓာကိုယ်ကအေးစိတ်ပြီးတော့အယိဓာတ်ဒီများလာတဲ့သဘောတွေရှိတယ်။တိဇောဓာတ်ဒီများလာလို့ခန္ဓာကိုယ်ကပူလောင်နေတဲ့အနေအထားမျိုးတွေရှိတယ်။ဝါယောဓာတ်ဒီများပြီးတော့ခန္ဓာကိုယ်ထဲမှာလေလှောက်ရှားမှုတွေဖြစ်ပေါ်လာတယ်။အဲ့ဒီလိုဖြစ်ပေါ်လာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ ဓာတ်အခြေအနေလွန်ကဲမှုအကြောင်းပြုပြီးတော့အိမ်မက်တွေကအမျိုးမျိုးမက်တတ်တယ်ပေါ့ဝါယောဓာတ်တွေလွန်ကဲပြီဆိုလို့ရှိရင်လူဟာကောင်းငင် ပြန်တက်သွားသလိုအိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့အာဘောဓာတ်တွေလွန်ကဲနေပြီဆိုရင်ရေထဲမှာရေကူးနေရတဲ့အိမ်မက်မျိုးတွေမက်တတ်တယ်ပေါ့ အဲ့ဒီလိုဓာလေးပါခံစားမှုကိုအကြောင်းပြုပြီးတော့ဓာလေးပါအခြေအနေပေါ်မှာမူတည်ပြီးတော့အိမ်မက်မက်တွေမက်တတ်တယ်ပထဝီဓာတ်တွေလွန်ကဲနေပြီဆိုရင်ရန်သူတွေကလိုက်တာ မလှုပ်နိုင်မရှက်နိုင်ဖြစ်နေတာမျိုးတို့ထားလို့မရတာမျိုးတွေတို့ဓာမျိုးတွေမက်တတ်တယ်ပေါ့အဲ့ဒီလိုစိတ်ထဲမှာဓာလေးပါ၆ချပြီးတော့ကျမ်းမာရေးအခြေအနေအနေထားတစ်ခုကြောင့်မက်တဲ့အိမ်မက်မျိုးဟာလည်းရှိတယ်တဲ့ဒါကြောင့်မက်တာ ဓာတ်လေးပါးမညီမညာဖြစ်လို့ရှိရင်လည်းအိမ်မက်မတတ်တယ်။ဒါကြောင့်ကျမယေရှုတော်က ပြောတဲ့အခါမှာအိမ်မက်ခဏခဏမက်တတ်တဲ့ပုဂ္ဂိုလ်ဟာကျမယေချွတ်တဲ့တယ်လို့ဒီလိုဆိုတာလည်းပေါ့။အိမ်မက်ဒီမက်ပါများရင်ကျမယေတချို့ကတညာလုံးအိမ်မက်ကြီးကမပြီးနိုင်အောင်မက်နေတဲ့လူတွေလည်းရှိတယ်။ခုကောသလမင်းကြီးကဒီကားနဲ့အိမ်မက်မက်တာနဲတာမဟုတ်ဘူးသူမက်တဲ့အိမ်မက်တွေကလည်းအများကြီး အဲ့ဒါလို့အိမ်မက်မက်တာနံပါတ်1ဓာတ်၄ပါးခြောက်ခြားမှုမညီမျှမှုအကြောင်းပြုပြီးတော့လဲမက်တယ်တဲ့နောက်တစ်ခုမက်တာကတော့ဘာလို့ဆိုရင်ဒုတိယအကြောင်းကတော့အနုဘူတပုပ္ပါတာတွေ့ကြုံခံစားမှုတဲ့နေ့စဉ်ကဖြစ်စေလွန်ခဲ့တဲ့လတွေကလွန်ခဲ့တဲ့နှစ်တွေကဖြစ်စေအတွေ့အကြုံတွေစိတ်ရဲ့ခံစားချက်တွေ စိတ်ထဲမှာစွဲလာတဲ့ခံစားချက်တွေအဲ့ဒါတွေကိုစွဲပြီးတော့ညကြလို့ရှင်အမဲမဲ့တတ်တယ်တွေ့ကြုံခံစားမှုတွေကိုစွဲပြီးတော့မေတ္တာကိုစွဲမဲ့ပေါ့အဲ့ဒီလိုစွဲပြီးတော့မဲ့တဲ့အမဲမျိုးတွေလေလောကလူတွေဟာမဲ့လေရှိကြတယ်တဲ့